ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဥကြည်လိုက်ပါဥကြည်လိုက်ဟုတ်ကဲ့ဆရာကြီးအသက်53နှစ်ပါဆရာကြီး53အရွယ်ကောင်းတောင်သူပေါ့နော်စိတ်ဖြူမျိုးပါပါစိတ်ဖြူဟုတ်ကဲ့ဆရာကြီးတညောင်စိတ်ဖြူစိတ်ဖြူမခွေးတိုင်းလားမသိဘူးမခွေးတိုင်းလည်းရနော်ဟုတ်ကဲ့ဆရာကြီးရောက်ခဲ့ဘူးဒီဟုတ်ပြောပါဦး ဆရာကြီးခမရတဲ့လက်လက်ချောင်းနဲ့အလဲအစစ်တွေမှာတဲ့ရားရားနေလို့ပါတဲ့ပုတ်လိုက်ရင်နဲ့ညိုညိုသွားပါတယ်တဲ့နာရမဟုတ်ဘူးရားတာရားတာဟုတ်ကဲ့ဆရာကြီးအစစ်ကလည်းအလဲကောင်းအစစ်တွေမှာဖြစ်တယ်ဟုတ်ဟုတ်ပြီအလဲစစ်တွေမှာရားရားနေပါတယ်တဲ့ပုတ်လိုက်ရင်ညိုညိုသွားပါတယ်တဲ့လိမ့်စေးလိမ့်လဲမရပါတဲ့ ရှောင်ရမယ်အစားအစာနဲ့တိုင်းရင်စေကုသပုံကိုလမ်းညွှန်ပေးပါခင်ဗျာတဲ့သူအလုပ်ပါလုပ်တယ်ပြောတယ်တောင်သူပါဆရာကြီးဟောတောင်သူကတော့ဖြစ်ပါဘောလေတောင်သူဆိုတော့သူကအစုံကံရတွေ့ရမှာဟုတ်ကဲ့ဆရာကြီးတောင်သူဆိုတော့လေဟုတ်ကဲ့ဆရာကြီးဒီဒီပုတ်သက်စေးတွေပါမလို့ဟမ်ပုတ်သက်စေးမူအရာပုတ်သက်စေးရောပေါင်းသက်စေးရောဟုတ်ကဲ့နော်အပင်တန်နေစေးရောလက်အိတ်တော့မှာပါအဲ့ဒါကြီးကံရမှာပေါ့အဲ့တော့ဆရာကြီးကပြောခြင်းနဲ့ သူတို့ကိုင်နေကြတော့ရေယူနေပြီးတော့သူတို့လည်းမထူးလို့ထင်တယ်ဟုတ်ကဲ့ဆရာအမတခါသုံးလက်ကတော့ဝက်ကိုဝရမယ်ဟုတ်ကဲ့ဆရာဘယ်အချိန်သုံးသုံးကိုင်တော့မယ်ဆိုရင်တခါသုံးလက်တွေကပေါ်တာပဲဟုတ်ကဲ့ဆရာဘာရဘူးလို့ဝတ်ထိုးရတယ်တခါသုံးလက်ဝက်လိုက်ကိုင်ကိုင်ပြီးရင်ချုပ်လှုပ်လိုက်ကုလက်ကဒီတိုင်းပဲအဲ့လိုဝင်သုံးနေကြအန်ဒီရမရှိပါဘူးလုံးနေကြပဲဆိုအများအပြားတော့ပို့ဝဆာလုံတက်ကြတယ်အဲ့ဒါလေးရှောင်ပါ ုတ်ကဲ့ဆရာရေချိုးတော့မယ်ဆိုရင်လက်ဖွားနဲ့ခြေဖွားနှစ်ခုငါမနောက်ဆိုရေဆွတ်ပါဟုတ်ကဲ့ဆရာ။သူပြီးစာကြမ်းညာဟုတ်ကဲ့စာကြမ်းလေးကောင်းပြီနော်ဟုတ်ကဲ့ဆရာ။ပို့ပါပို့တဲ့အခါမှာအမှတ်တရကက်လန့်ဖြတ်မပို့ပါနဲ့အလျားလိုက်ပါလက်မနဲ့လက်မကြီးလက်လက်မနဲ့ချီမချင်းဟုတ်ကဲ့ဆရာ။နော်လက်မလက်မလက်မချီချီမလက်မနဲ့ချီမလက်ညှိုးချီညှိုးပို့ပါအကြာကြီးလည်းမပို့ပါနဲ့ အကျင်း90ဆိုရင်ပြည်ပဲဆိုပါလေဟုတ်ကဲ့ဆရာအဲ့လိုမှန်မှန်ပွချင်းအဖြစ်ဒီယောဂတဝက်သက်သာတော့ပါပါလို့ဒီလက်ရတာပေါ့နော်ဆရာကြီးလက်စစ်တွေရတာညိုသွားတာလိမ့်စေးအနေနဲ့သူဘာလိမ့်စေးလဲတော့မသိဘူးပေါ့နော်ဆရာကြီးအနေနဲ့ဘာလိမ့်စေးညွန်ကြတယ်ဟောအဲ့ဒါဆရာကြီးပြောလေးပြောနေကြပါခုနကပြောရမယ်နေ့ဦးတနခါလေးဟုတ်ကဲ့ဆရာကြီးတနခါတန်တန်လေးတာလေးတနခါလေးသွေးပြီးရေကျဲလေးလိုလိုလက်ကလေးပုတ်လိုက်ပေါ့တန်တန်လေးတာလိမ့်ပြရပါဟုတ်ကဲ့ဆရာကြီးညကြကရမဲလေးလေး ုတ်ကဲ့ဆရာကြီးဘာမှထည့်ဆရာမလို့ဟုတ်ကဲ့ဆရာကြီးမထည့်နဲ့တော့နော်ခုအိမ်ထဲမှာစီးရီအများကြီးရှိတယ်ဟုတ်ကဲ့ဆရာကြီးမသုံးထားလို့ဒါဘေးဖြစ်လားဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းဘုရားရှင်ကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင် မင်္ဂလာပါသမီးရေအခုမေခွန်းရှင်ကဒေါ်ပိုးပိုးသူပါဒေါ်ပူပူသူဟုတ်ပြီ56နှစ်ပါဆရာကြီး ဟုတ်ပြီရန်ကုန်ကပါတိုင်းရင်းစေးရောင်းနေသူပါဟုတ်ပြီဆရာကြီးစေးတွေလည်းရောင်းပါလားဟုတ်ပြီဆရာကြီးရှင်နဲ့စာခအကြောင်းသိကြလို့ပါစကားစကားဟုတ်ကဲ့ဟုတ်ပြီစကားကိုတဲ့ရေနွေးနဲ့ဖြော်ရေချိုးမယ်ဆိုရင်တဲ့အပူဝင်နိုင်ပါသလားတဲ့အထူးရေနွေးနဲ့ဖြော်ပြီးတော့ရေချိုးမယ်ဆိုရင်အပူဝင်နိုင်ပါသလားတဲ့ဝင်နိုင်ပါဦးဟုတ်ကဲ့ဆရာကြီးကောင်းပါလားဟုတ်ကဲ့ ရပါတယ်ဒါပဲလို့ဟုတ်ကဲ့စကားအဲ့လောက်ကြီးတကူလုံးလုံးဖို့မလိုလာဘူးလို့ထင်ပါတယ်နော်ဟုတ်ကဲ့ဆရာကြီးတကူလုံးလုံးဖို့လိုတာတော့မကြီးဖြော်ရည်ပဲဟုတ်ကဲ့ဆရာကြီးအပူစုတ်အောင်လို့ဟုတ်ကဲ့ဆရာစကားကတော့အပူစုတ်တာမစုတ်တာတဲ့အကေမြတ်ကိုနဲ့အစင်မပြေဘူးဆိုရင်ဒါငုတ်သွားနိုင်တယ်လေဟုတ်ကဲ့ဆရာကြီးဆောင်းလို့ဆရာကြီးကတော့တကူလုံးရေချိုးတာတော့မချိုးသင့်ပါဘူးဟုတ်ကဲ့ဆရာမချိုးပါနဲ့မကြီးဖြော်ရည်နဲ့ ပုတ်ပြီးကြီးချူတာအကောင်းဆုံးပါဟုတ်ကဲ့ဆရာအပူလည်းငိမ့်ပါတယ်ဟုတ်ကဲ့ဆရာအနေလည်းကျင်းပါတယ်လို့နော်ဟုတ်ကဲ့ပါဆရာနောက်တစ်ခါစာခါကိုနင်းမယ်တဲ့စာခါကိုရေစိမ့်မယ်ဆိုလို့ရှိရင်လည်းကောင်းပါသလားတဲ့အဲ့ဒါတော့ရပါတယ်ဟုတ်ကဲ့ပါဆရာစာခါကိုနင်းတာလို့တချို့တချို့ဆရာကြီးတူဆိုရင်နာမည်ကြီးဆရာကြီးသူဆီသူစာရေးတယ်နော်ဟုတ်ကဲ့ဆရာကြီးအေးသူရဲ့စာရေးကုန်အောက်မှာ အဲ့ဒီအရည်တွေကိုဖြော်ထားပြီးတော့ချောက်ကိုခြေစလုံးတစ်ဝက်လောက်ထိအောင်ခြေမျက်စိအထက်နားလောက်ထိအောင်ပေါ့အဲ့လိုရေစင်းထားပြီးစာရည်တွေဆိုတာကြားရဘူးတယ်ဟုတ်ကဲ့ဆရာတင်ဒေါ်လာဆရာဟဲ့တင်ဒေါ်လာအေးမိသွားအောင်မလားအေးမိသွားအောင်မလားလို့တင်ဒေါ်လာလို့မူအဲ့ဒါတော့သူကစိန်ထားလိုက်အပြင်မှာအော်အချောက်ခံလိုက်ပေါ့အချောက်ခံလိုက်ပေါ့ဟုတ်ကဲ့ဆရာအပြင်မှာလည်းသူ အခင်လေးရှိတာရတာပဲဟုတ်ကဲ့ပါအချောက်ခံလိုက်ချောက်သွားလိုက် ပြန်စိန်လိုက်ပေါ့အဲ့တော့အပူကထွက်သွားလိုက်ပြန်စီးလာလိုက်တကူလုံးရှိတဲ့အပူကဘယ်ရထွက်သွားဆိုရင်ခြေထောက်ကထွက်သွားအဲ့ထောက်ကထွက်သွားတော့ဟုတ်ကဲ့ဆရာဒါကောင်းမြတ်ပါတယ်လုတ်တင်ပါတယ်စားပုတ်ထားတဲ့တော့ကောင်းတယ်ဟာဟုတ်ကဲ့ဆရာစားပုတ်ထားတဲ့ကောင်းလို့ဆိုတကူလုံးရေချိုးပေါ်ကလိုသေးလားအဲ့ဆရာကတော့အဲ့လိုတကူလုံးစားနဲ့ဖြော်ရေချိုးတာတော့မကြိုက်ဘူး ဟုတ်ကဲ့ဆရာကြီးမကြိုက်ဘူးဆရာကအကူအများကိုမှမသိတော့တဲ့ရှားနာတွေဘာလို့ချွေအိတ်တဲ့နေရာတွေမှာနော်အဲ့လိုနေရာတွေမှာရှိရင်အနာရင်းတော်မို့ဆရာကြီးဟုတ်ကဲ့ဆရာကြီးအစ်မနဲ့အဲ့တော့ကြီးလို့ဖို့မလို့ပါဘူးဟုတ်ကဲ့ပါဆရာကြီးဆရာကြီးနောက်ပြီးစကားကိုတောက်ရင်ရောဆရာကြီးစကားကိုတောက်တာလဲတောက်တာလဲဝင်းနှုတ်ဖို့အတွက်တောက်ကြတယ်အဲ့ဒါလည်းသိရင်တောက်ရင်တောက်ပါဒီနေ့ကိုဥမာသမီးဒီနေ့စကားကိုတစွန်းတောက်လိုက်တယ် ဟုတ်ကဲ့ဆရာကြီးဝင်းနှစ်ကြိမ်သွားတယ်ဥကိနှိုက်စီတဆုံးမဲ့တော့စကားတော်လည်းတော့ရက်လောက်ဝင်းချုပ်သွားစေအဲနောက်တစ်ကြံဘယ်လိုလုပ်ရမလဲတူမလားရှော့မလားတူရမယ်တူရမှာပေါ့ဟုတ်ကဲ့ဆရာကြီးတကယ်လို့တဆုံးတော်တဲ့စကားသူစားတဆုံးတော်တယ်ဘိုးရငါးကလောက်သွားနေဆိုရင်ဘယ်လိုလုပ်တော်မလဲရှော့ရမှာပါဆရာရှော့တော်ပေါ့ဟုတ်ကဲ့ဆရာအတိုးနဲ့အလျှော့ရတော့ဘ누구မှမေးမနေအဲ့ဒီမေးဖို့အဖြစ်မထနိုင်ဘူးကိုယ်ကမေးရမယ့်မေးဖို့က ကိုပါဇက်ပေါက်နဲ့ဝင်ပေါက်နဲ့ကိုရဲ့ထွက်ပေါက်ပေါ့နော်ဟုတ်ဝင်ပေါက်ထွက်ပေါက်နှစ်ခုကိုဘယ်လင့်စ်လုတ်တက်လို့ရှိရင်ဒါအဖြေပဲဟုတ်ကဲ့ဆရာအဲ့ဒါလည်းလူတိုင်းလုတ်တက်ဖို့လူတယ်ဟုတ်ကဲ့ဆရာဟိုနှစ်ရက်နှစ်ရက်လောက်ဇက်တိုက်လောက်တောက်ပြီးရောဝင်းရသွားနေတယ်ဆိုလို့ရှိရင်မတော့မတောက်ဖဲနဲ့ရက်ရမှာပေါ့နော်ဒါကတော့ချင်းချင်းဟုတ်ကဲ့ဟုတ်ကဲ့ဆရာအမှားတော့တနေ့ဝင်းကနှစ်ကြိမ်လောက်သွားရင်တော်ပြီ ဟုတ်ကဲ့ဆရာ။တစ်ချိန်နဲ့ပူသွားလာရင်မကောင်းတော့ဘူး။မကောင်းတော့ဘူးဟာ။နှစ်ရက်လောက်ဝင်မသွားဘဲနေပြီဆိုလည်းပဲအဲ့လည်းမကောင်းတော့ဘူး။ဟုတ်ကဲ့ဆရာ။အပုတ်လောင်သွားပြီ။ဟုတ်ကဲ့ဆရာ။ကျွန်တော်တို့အထဲမှာရှိတဲ့အပုတ်ကဝင်အပုတ်ကစလိုက်တာ။ချွေစီစီဟာ။နာနာတလေးမြေဝအကုန်ပုတ်တော့တာပဲ။ဟုတ်ကဲ့ဆရာ။အပုတ်စင်စီခြင်းဝိမှန်ပါပါဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီအားလုံးပဲ အစာဝအနာကင်းပြရရှင်းကြပါစီဗျာအခုမေကွန်းရှင်ကဒေါ်တင်တင်ဝင်းမှာဟုတ်ပြီ58နှစ်ပါဆရာကြီးဟုတ်ပြီမြစ်သားမြို့ပါမြစ်သားဆိုမန္တလေးနာဟုတ်ကဲ့ဆရာအိမ်မှုကိစ္စတွေပဲလုပ်ရပါတယ်တဲ့ဟုတ်ပြီဆရာကြီးရှင်နဲ့ကျမရင်ကျက်နေပါတယ်တဲ့မျက်လုံးတွေလည်းရားပါတယ်တဲ့အိမ်မှာတဲ့ကြောင်ကလေးကတဲ့ချိန်ရင်းဘက်မှာလာအိတ်တက်ပါတယ်တဲ့ဟုတ်ပြီအဲ့ဒါကြောင့်ရင်ကျက်တာလားတဲ့ ဟုတ်ပြီဆရာကြီးပြောစကားနားထောင်ပြီတဲ့စီကျော်နဲ့ပတ်သက်တာတဲ့အားလုံးရှောင်ပါတယ်တဲ့သာဓုဗျာအခုရင်ကျက်တာတဲ့လေးလာရှိပါပြီတဲ့အစားရှောင်တော့တဲ့ယောဂါကပိုမဆိုးပါဘူးတဲ့ဒါပေမဲ့တဲ့ရှင်းရှင်းမပြောက်သေးလို့ပါတဲ့ဆောင်းရံဆောင်းရံလေးသိကျင်ပါတယ်တဲ့အဲ့ဒါလေးတော့ကြောင်လေးအတွက်သူချီရင်အိတ်တာတော့ကတော့ဘာမှအန္တရာယ်မရှိပါဘူးဟုတ်ကဲ့ပါဆရာကြီးကြောင်စာမြွက်ရလဲလူနဲ့ပူတိပူတတ်နေပြီလူအတွက်အကျိုးပြုတယ်လေဟုတ်ကဲ့ဆရာကြီး တည်လို့ရှိကျွယ်ကကြောင်တကောင်ရှိရင်အကုန်ရှင်းသွားတာပဲဟုတ်ကဲ့ဆရာနော်အဲကြောင်လေးသွက်သူချင်အိတ်တာအိတ်ပါစီရှင်ဘတ်ထဲမှာလာအိတ်တာတို့ကောင်းရင်မှအပေါ်မှာအိတ်တာတော့အေးမခံသိဘူးပေါ့နော်ဟုတ်ကဲ့ဆရာအိတ်ပါစီကြောင်လေးသွက်ချမ်းချမ်းသာသာသူတခင်သူအိတ်တာအိတ်ပါစီအဲ့ခရရင်ကျက်ထားအတွက်ကတော့စီကြော်တွေရှောင်းမှုအထူးလို့ပါတယ်ခုကရှောင်းတာတဲ့အကျော်ရှောင်းနေပေါ့နော်ဆရာလေးလားလောက်ရှောင်းနေတဲ့ အစားရှောင်တော့တဲ့ယောဂါကပိုမစိုးဘူးတဲ့ဟုတ်ပြီလေဟာဒါသူကအကျော်ရှင်းရှင်းမပြောက်သေးဘူးတဲ့အကျော်ဆိုတာလဲစိုင်ကျော်ရောအိမ်ကျော်ရောဟုတ်ကဲ့ဆရာလက်ဆောင်ပေးတဲ့အကျော်ရောအဲ့လိုကထည့်သွဲ့တယ်မဟုတ်ကဲ့ဆရာကြီးသူကအကျော်ဆိုဆရာကျော်ထားတဲ့ဤကြကွေးစမှုစားမအကျော်ထင်လို့တင်ထမင်းကျော်အိမ်မှာကျဲကျော်ငါးကျော်သမင်းကြောင့်သမင်းကြောင့်ကြာမှာအကျော်ထင်တာမဟုတ်ပဲနဲ့နော်အပြက်လက်ဆောင်ပြီးတဲ့လေပေါင်းတုပ်လေးတွေဟုတ်ကဲ့ဆရာကြီးတရေစာဖြစ်ပြီးတာပေါ့ ပြီးတဲ့အရေစားဖြစ်တာမဟုတ်ဘူးနော်အစိတ်ဖြစ်တာသူအထုပ်မျိုးစုံနဲ့ထွက်တယ်ကွာကလေးကြိုက်လည်းထွက်တယ်လူကြီးကြိုက်လည်းထွက်တယ်ဟုတ်ကဲ့ဆရာအထူးသဖြင့်အဲ့လိုတရေစားတွေကိုအမျိုးသမီးအမျိုးသားဘသူတွေပူစားတတ်တယ်အမျိုးသမီးတွေပူစားတတ်တယ်ဟုတ်တယ်အဲ့ဒါသဘာဝပါပဲကျောင်းမလို့အမျိုးသားတွေကအမျိုးသမီးတွေရဲ့ပါဇက်ကိုနာမည်တတ်တယ်ဗာပါဇက်တယ်စိတ်ပါဇက်တယ်စိတ်ပါဇက်တယ် ကြည်လို့ရှိရင်တကြွကြွဝါနေကြတာပဲလားဟုတ်ကဲ့ဆရာကြီးနော်အဲ့ဒါလေးစင်ကျင်လိုက်တည်းသာသွားမှာပါလို့ပြောချင်ပါအဗျာဟုတ်ကဲ့ဆရာကြီးသူရှောင်ယုံမဲရှောင်တာဆိုတော့စားရမှာဟမ်သူမပြောထားဘူးဟောရှားမှာတော့အလုံးတိပြီးသားလည်းဖြစ်လို့ထပ်ပြောဆိုပြောပါမယ်ဟုတ်ကဲ့ဆရာကြီးနော်အချင်းနဲ့ကားမှန်မှန်စားဖို့ဟုတ်ကဲ့ဆရာကြီးအစားစရာပဲဟုတ်ကဲ့ဆရာကြီးနော်အချင်းနဲ့မှလည်းပဲဒိန်ချင်းအစင်လားဖြင့်ဒိန်ချင်းမကြီးဖြော်ရေးမကြီးဖြော်ရေး တီးဆုပ်ချင်းရေးနော်ပေါက်ပန်းပြည့်ရဲ့ချင်းရေးကစွန်ယိုးနီချင်းရေးခွေးသီးချင်းရေးဟာဘူးသီးချင်းရေးကစွန်ယိုးနီအဲ့လိုအချင်းနဲ့အခါလေးဆွဲတွင်းစားပြီးအဲ့ဒါဒီစားချင်းအဖြစ်ကို စေးတောင်တောက်ဆရာမလို့ရဲ့အစီပြအစာလဲပါဖြစ်လို့လဲစေးပါဆရာစီပါစေးအစ်စ်ကလည်းဘယ်ဟာတာအစ်စ်မှန်လဲအစာအစာသားလဲပါစေးပါဟုတ်ကဲ့မြေပြတ်တယ်ဆွဲဟာ ဆေးရည်တောက်နေလို့မြစ်ပြတ်တယ်ဆိုတာမရှိပါဘူးယောဂသက်တာပါပါဟုတ်ကဲ့ပါဆရာမြစ်ပြတ်တယ်ဆိုတာဘာကိုစတာမှာလဲအစာကိုဆေးဖြစ်စားတာဆေးကဲ့သို့ဆေးကဲ့သို့ဟုတ်ကဲ့စားရရင်မြစ်ပြတ်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကေဘုရားရှင်ကြပါစီဗျာ